မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 26ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့နောင်ချုံမြို့နယ်တောင်ခမ်းရွာအနီးမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ကောင်စီတပ်ရဲ့အမြောက်တပ်အမတ်3-4ရဲ့လက်နက်ခဲယမ်းတိုက်ဟာ ဖေဖော်ဝါရီလ25ရက်နေ့နေ့လယ်ပိုင်းမှာမီးလောင်ပောက်ကွဲနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဦးဆောင်တဲ့တော်လိုင်းတပ်များနဲ့စစ်ကောင်စီတပ်တို့ဟာဖေဖော်ဝါရီလ25ရက်နေ့ကတိုက်ပွဲတွေပြင်းထန်နေပြီးအမတ3-4လလက်နက်ခဲယမ်းတိုက်ဟာမီးလောင်ပောက်ကွဲသွားတယ်လို့ရှေ့တန်းရောက်မြေပြင်သတင်းရင်းမြစ်ကအတိအကျပြောကြားထားပါတယ်။ TNLA ကလက်နက်ကြီးနဲ့စော်တာလို့အဲ့ဒီသတင်းရင်းမြစ်ကပြောပါတယ်။တောင်ခန်းတိုက်ပွဲမှာ TNLA နဲ့အတူပါဝင်တိုက်ခိုက်နေတဲ့ဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA ထံကိုဆက်သွယ်မေးမြန်းရမှာတိုက်ပွဲပြ င်ထန်နေကြောင်းပြောပြီးတော့အသေးစိတ်အခြေအနေကိုတော့မသိရသေးဘူးလို့ပြောပါရယ်။ TNL နဲ့စစ်ကောင်စီဟာတရုတ်အစိုးရရဲ့တိုက်တွန်းမှုနဲ့တရုတ်နိုင်ငံကုမင်းမြို့မှာ ဖေဖော်ဝါရီလ16ရက်နေ့ကနေ18ရက်နေ့အထိပြေဆုံးဆွေးနွေးခဲ့ပြီးတော့ဆွေးနွေးပွဲဟာအပြည့်မထွက်ဘဲနဲ့ဆွေးနွေးမှုတွေရပ်တန့်သွားခဲ့ရတယ်လို့သိရပါဗျ။စစ်ကောင်စီကတရုတ်ဆွေးနွေးပွဲမတိုင်ခင်ရောဆွေးနွေးနေတဲ့အချိန်နဲ့နောက်ပိုင်းနေမှာပါ TNL သိမ်းပိုက်ထိန်းချုပ်ထားတဲ့နောင်ချုံမြို့နယ်အပါအဝင်ဒေသတချို့ကိုပါစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်မှုများကိုဇက်တိုက်ပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်စစ်ကောင်စီရဲ့ဝါရဖြန့် Telegram Channel များကနေလည်းတောင်းခန်းကတည်ရင်များစခန်းများကိုပြန်လည်သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီလို့ အခုနှစ်ဆန်းပိုင်းမှာဇက်တိုက်ကိုဝါရဖြတ်နေခြင်းဖြစ်တယ်လို့သိရပါတယ်။နောင်ချုံမြို့တောင်ဘက်ဒုထဝရီမြကူတရာအနောက်ဘက်မှာရှိတဲ့တောင်ခန့်ချေးရွာမှာအမြောင်စက်ခန်းကုတ်ကဲမှုဌာနချုပ်မဆခကိုရနှစ်နဲ့၎င်းလက်အောက်ခံအမြောင်တက်ရင်၃ရင်းဖြစ်တယ်။အမတ်တ၃၅၄အမတ်တ၂၆အမတ်တ၄၆တို့တည်ရှိတယ်လို့သိရပါတယ်။မဆခကိုရနှစ်ဟာ အရှိမတိုင်းစက်ဌာနချုပ်ရမခနယ်မြေအတွင်းမှာတခုတည်းသောအမြောက်တပ်ကုတ်ကဲမှုဌာနချုပ်ဖြစ်ပြီးတော့၎င်းရဲ့လက်အောက်မှာအမြောက်တပ်ရဲ့73ရင်းရှိတယ်လို့သိရပါဗျ။တီအန်အလီကအမတ်တ406နဲ့အမတ်တ206တို့ကို2024ခုနှစ်ဩဂတ်လ28ရက်နေ့မှာတိမ့်ပိုက်နိုင်ခဲ့ကြောင်းဩဂတ်လ29ရက်နေ့မှာထုတ်ပြန်ထားပါဗျ။ဒါကြောင့်လက်ကျန်ဖြစ်တဲ့မဆခ902နဲ့အမတ်တ35လေးတိုင်ရင်နှစ်ခုကိုဆက်လက်ပြီးတော့တိမ့်ပိုက်ရန်ကြိုးပမ်းနေခြင်းဖြစ်ကြောင်းသတင်းရရှိပါရစေခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်း6ဦးမျိုးကနေရေခါပို့ရန်ထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုမကြည်စုတုတ်တံမှမိုင်းဆွဲတိုက်ခတ်ရာစစ်သား3ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဖော်ဝါရီလ24ရက်နေ့ည9နာရီခန့်မှာ 6ဦးမျိုးထွေးဦးရုံးကနေထွက်လာတယ်။အကြပ်ဘက်စစ်ကောင်စီတပ်သားများဟာဒေါ်စန်းထီးဘော်ဒါကိုရောက်ရှိလာပြီးတော့ကင်မွန်းတော်ပြူစောထီးရွာကိုအင်အား80ခန်းနဲ့ရိတ်ခါပို့ရန်လာရောက်တဲ့အချိန်မကြည်စုတုတ်တန်အနည်းမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာအကြပ်ဘက်စစ်သား3ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူတွေလည်းများပြားခဲ့တယ်လို့သိရပါတယ်။ဒဏ်ရာရရှိတဲ့စစ်ကောင်စီတပ်သားများကိုထွေးဦးရုံးမှာကြံနေတဲ့စစ်ကောင်စီတပ်သားများကလာရောက်ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ စစ်ခွေးအင်အားကတော့နှစ်ချောင်းပေါင်းရင်အယောက်80လောက်ရှိတယ်စစ်ခွေးတည်တဲ့စီးရင်တော့မတိရသေးပါဘူးစစ်ခွေးတည်တာခံမန်းကတော့၃00တည်တာကတော့တေးကြပါတယ်စစ်ခွေးစစ်ချောင်းကရှေ့ဆက်မတိုးဘဲနဲ့နောက်ပြန်ဆုတ်သွားပါတယ်လို့ BLDF တပ်ခွဲအညာမိုင်းကတာဝန်ရှိသူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းရွှေတောင်မြို့မှာရှိတဲ့ဂရင်တရားစစ်ဆေးရုံကဒဏ်ရာပြင်းထန်တဲ့စစ်သားများကိုမင်္ဂလာတုံစစ်ဆေးရုံကိုပို့ဆောင်ရန်ပြည်ဒါကဆာကယာယီဒါကဆာမှုကစစ်ကားများနဲ့မပို့ရဲတော်ပဲနဲ့ကြောက်လန့်ပြီးတော့ပရဟိတအသင်း28တင်းကိုပို့ဆောင်ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ24ရက်နေ့မနက်7:00နာရီကမှပြည်ဒါကဆာကယာယီဒါကဆာမှုက PKI အတွင်းမှာရှိတဲ့ပရဟိတအသင်း28တင်းကို ပြည်ဒါကစအတွင်းထဲကိုခေါ်ယူပြီးတော့အစည်းအဝေးပြုလုပ်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီအစည်းအဝေးမှာယာယီဒါကစမှုကရွှေတောင်ဂရင်းတရားစစ်ဆေးရုံကဒဏ်ရာပြင်းထန်တဲ့စစ်သားများကိုရန်ကုန်မြို့မှာရှိတဲ့မင်္ဂလာတုံးစစ်ဆေးရုံဂရင်းတထောင်ကိုအလဲကျပို့ဆောင်ပေးရန်အတင်းဖိအားပေးပြီးတော့စေခိုင်းနေတယ်လို့သိရပါဗျ။အကြမ်းစစ်တပ်ဟာဒဏ်ရာပြင်းထန်တဲ့စစ်သားများကိုစစ်ကားတွေနဲ့ပို့ဆောင်ပေးခြင်းမျိုးမလုပ်ရတော့ပဲကြားပြတိုက်ခိုက်ခံရမှာကိုကြောက်လန့်နေတယ်လို့သိရပါဗျ။မင်္ဂလာတုံးစစ်ဆေးရုံကိုစစ်သားလူနာများပို့ဆောင်ပေးပါကား တစ်ခေါက်ပုတ်ပေးရင်စီ15ကလည်းပေးမှာဖြစ်တယ်လို့သိရပါတယ်။ရခင်ကရွှေတောင်ပရိဒအသင်းနဲ့လူနာများကိုပို့ဆောင်ပေးနေတော့လေ။ယခုအခါမှာလူနာလူဦးရေဟာများပြားလို့တဲ့အတွက်ကြောင့်ပြည်ခရိုင်အတွင်းမှာရှိတဲ့ပရိဒအသင်းများကိုခေါ်ယူကာအလဲကြပို့ဆောင်ဂိုင်းနေခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအစည်းအဝေးကိုပြည်ဌာကစမှုကခရီးသွားနေတဲ့အတွက်ယာယီဌာကစမှုကခေါ်ယူပြီးတော့အစည်းအဝေးပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီရွှေတောင်ကရင်တရားစစ်ဆေးရုံမှာအုတ်ရှိပင်ဗဒောင်းဘက်ကစစ်သားတွေပေါင်းတဲ့ဘက်ကစစ်သားတွေနဲ့ ပြည်ခရိုင်အတွင်းမှာရှိတဲ့ဒဏ်ရာရတဲ့စစ်သားအများအပြားအပြင်တရားဝရီကစစ်သားတွေပါတက်ရောက်ပြီးတော့ဆေးကုသမှုခံယူနေပြီးလူနာဥယေဟာလည်းများပြားပြီးဆေးဝါးတွေလည်းမလုံလောက်ဘူးလို့သိရပါတယ်။မနေ့ကပြည်ဓာတ်ကစားထဲမှာယာယီဓာတ်ကစားမှုကပရဟိတအသင်း28တင်းကိုခေါ်ယူပြီးတော့အစည်းအဝေးတစ်ခုပြုလုပ်တယ်လို့သိရတယ်။ရွှေတောင်ဂရင်တရားစစ်ဆေးရုံမှာဆေးမကုသနိုင်တော့တဲ့စစ်ခွေးတွေကိုရန်ကုန်မင်္ဂလာတုံးဂရင်တထောင်စစ်ဆေးရုံကိုအလှည့်ကျပို့ပေးရမယ်လို့အဲ့ဒီအကြောင်းကိုခေါ်ပြောတယ်လို့သိရတယ်။တစ်ခေါက်ပို့ပေးရင် စီစံလားကလည်းပေးမယ်လို့ပြောတယ်။အရင်ကတော့ရွှေတောင်ပရဟိတအသင်းနဲ့စစ်ခွေးလူနာတွေကိုပို့ဆောင်ပေးနေပေမယ့်အခုကတော့လူနာဥယျာဉ်အရေးတော်ဟာများပြားလုံးတဲ့အတွက်မပို့နိုင်တော့ဘူးလို့သိရပါတယ်။အဲ့ဒီစေးရုံတက်နေတဲ့စစ်ခွေးတွေကအုတ်ရှိပင်ဗရောင်းဘက်ကဖြစ်တယ်လို့ပေါင်းတဲ့ဘက်ကလည်းပါပါတယ်။ PKI နယ်မြေတွေကတော်တော်များများပါတယ်။တာယာဝတီ KI ကဒဏ်ရာရတဲ့စစ်ခွေးတွေကလည်းစေးရုံတက်ရောက်နေတယ်လို့သိရတယ်လို့၃၆၃၂တက်ရင်ကတရင်နဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရက်စတာကပြောပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးကြောင့်ဖမ်းဆီးခံထားရတဲ့မြန်မာနိုင်ငံသားအယောက်200ကိုထိုင်းအာဏာပိုင်များကစစ်ကောင်စီထံကိုလွှဲပြောင်းပေးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမျိုးသား198ဦးနဲ့အမျိုးသမီး9ဦးပါဝင်တဲ့မြန်မာနိုင်ငံသားအယောက်200ကိုထိုင်းမြန်မာနယ်စပ်ရနောင်းကော်တောင်းနယ်စပ်ဂိတ်ကနေဖေဖော်ဝါရီလ24ရက်နေ့မှာလွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။ပြန်ပို့ခံရတဲ့မြန်မာနိုင်ငံသားအယောက်200ကိုထိုင်းဥပဒေအရတရားစွဲဆိုမှုများပြုလုပ်ခဲ့ပြီးတော့အကျဉ်းထောင်အသီးသီးကလွတ်မြောက်လာသူများဖြစ်ကြောင်းနဲ့ နေရက်ကိုပြန်ပို့ရေးအစီအစဉ်မှာ၎င်းတို့ကိုယ်တိုင်စာနာအလျောက်ပါဝင်ခဲ့ကြောင်းကိုလည်းထိုင်းအာဏာပိုင်များကပြောကြားထားပါတယ်။ထိုင်းအာဏာပိုင်များဟာအထောက်ထားမဲ့ရွှေပြောင်းလုပ်သားများနဲ့အထောက်ထားမရှိဘဲနဲ့ဝင်ရောက်နေထိုင်နေသူများကိုဇက်တိုက်ဖမ်းဆီးနေပြီးတော့၎င်းတို့ရဲ့နိုင်ငံအသီးသီးကိုပြန်လည်ပို့ဆောင်နေတယ်လို့သိရပါတယ်။အဲ့ဒီအထဲမှာထိုင်းနိုင်ငံအတွင်းကိုအကြောင်းမျိုးမျိုးကြောင့်ရောက်ရှိနေတယ်။အထောက်ထားမဲ့မြန်မာနိုင်ငံသားများကိုဦးစားပေးဖမ်းဆီးနေပြီးတော့အာဏာသိမ်းစစ်ကောင်စီထံကိုပြန်လည်လွှဲပြောင်းပေးနေခြင်းများကိုလည်းပြုလုပ်နေတယ်လို့သိရပါဗျ။ အခုပြန်ပုတ်ခံရတဲ့မြန်မာနိုင်ငံသားအယောက်200ရဲကအမျိုးသားတွေကိုစစ်ကောင်စီကစစ်မှုထမ်းအဖြစ်နဲ့စစ်ထဲကိုခေါ်ယူလိုက်မှဖြစ်ကြောင်းထိုင်းရောက်မြန်မာအလို့သမားအရေးလှုံ့ရှားသူများကပြောဆိုနေကြပါတယ်။ထိုင်းနိုင်ငံမှာဖမ်းဆီးခံရပြီးတော့စစ်မှုထမ်းတပ်သားအဖြစ်နဲ့စုဆောင်းခံရကပြန်လည်လွတ်မြောက်လာတဲ့မောင်အောင်ဆက်ပိုင်က၎င်းနဲ့အတူဖမ်းဆီးခံရပြီးတော့မြန်မာနိုင်ငံဘက်ကိုပြန်လွှဲခံရတဲ့အမျိုးသားအယောက်100ခန့်ကိုစစ်တပ်ကပလောင်မြို့အမတ်ဆက်နဲ့တပ်မတော်စစ်တင်တန်းကျောင်းမှာစစ်မှုထမ်းတင်တန်းတက်ရောက်နေရတယ်လို့ပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်ဇေယကြီးရွာဖရားတိုက်ကိုအကြမ်းဖက်စစ်တပ်ကလေယာဉ်နဲ့ဘုံးကျဲတိုက်ခိုက်ခြင်းကြောင့်ဖရားစင်းလူတော်များပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ24ရက်နေ့မွန်းလွဲ7:45မိနစ်ခန့်မှာတောင်သာမြို့နယ်ဇေယကြီးရွာအနောက်ဖရားကြီးကုန်းမှာရှိတဲ့ဖရားတိုက်နယ်ဇေယတို့ကိုအကြမ်းဖက်စစ်တပ်ကလေယာဉ်နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာဖျားဆင်းလူတော်များနဲ့အစာအုပ်များပျက်စီးခဲ့ရပြီးတော့ တန်ခါတော်များတော့ထိခိုက်မှုမရှိဘူးလို့ပြောပါတယ်။ဇေယျကြီးကြီးပါအနောက်ဖျားကြီးကုန်းမှာရှိတဲ့ဖျားတိုင်းနဲ့ဇရက်အပါဝင်အစာအုပ်တွေထိခိုက်ပျက်စီးသွားပါတယ်။စစ်ခွေးတွေကဘာသာရေးအကြောင်းတွေကိုရည်ရွယ်ချက်ရှိရှိနဲ့ဘုံကျဲသွားတာပါ။တန်ဃာတော်ရိအထုတရိထားပရင်သုံးနေထိုင်တော်မူကြပါလို့ပြောကြပါတယ်လို့တောင်သာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အလားတူပဲတောင်သာမြို့နယ်ထမ်းပင်ကန်ရွာမှာရှိတဲ့ဓမ္မယုံအနီးကိုလည်းအကြမ်းမဆက်တကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်း တောင်တာမြို့နယ်လူလူလှူရှားမှုကော်မတီကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်ဖေဖော်ဝါရီလ22ရက်နေ့မှာထိုင်းမြန်ကန်ချေးရွာဓမ္မယုံအနီးကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခတ်ရာည8:45မိနစ်ခန့်မှာတစ်ကြိမ်7:00နာရီခန့်မှာတစ်ကြိမ်စုစုပေါင်းနှစ်ကြိမ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုအတွင်းမှာပြည်သူပိုင်နေအိမ်၃လုံးချေးရွာဓမ္မယုံအဆောက်အဦ 200 kVA transformer တစ်လုံးနဲ့နွားတကောင်တေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အကြမ်းဆက်တက်ဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ပြည်သူများကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေခြင်းကြောင့်ပြည်သူများအထူးဂရုပြုနေထိုင်ကြရန်နဲ့ဘုံကိုကျင်းများကိုစနစ်တကျထူထားနေထိုင်ကြရန်တောင်သာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီကအတိပိတ်နှိုးဆော်ထားကြောင်းသိရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့နယ်မှာလေလုံနေတဲ့ပြည်သူများကိုလက်နက်ငယ်များနဲ့ရန်တမ်းပစ်ခတ်နေတဲ့ပြူစောထီများကို drone နဲ့ဘုံကျဲတိုက်ခိုက်ရာတအူးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဖေဖော်ဝါရီလ24ရက်နေ့မှာရွှေဘုံမြို့နယ်ညောင်ကန်ရွာဘက်မှာရောက်ရှိနေတဲ့ပြူစောတိများကလေယာလောက်ကင်နေတဲ့ပြည်သူများကိုလက်နိုင်ငံများနဲ့ရန်တမ်းပစ်ခတ်တဲ့အတွက်ကြောင့်တော်လိုင်းတပ်ဖွဲ့များက drone နဲ့တွားရောက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာပြူစောတိရှေဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒဏ်ရာရရှိတဲ့ပြူစောတိတွေတဲကရွှေဘုံစေးုံအရောက်မှာခွန်တောင်းကြီးပြူစောတိရွာကမောင်ဝင်းဟာတေဆုံးသွားခဲ့တယ်လို့သိရပါတယ်။ညောင်ကန်ရွာဘက်ကိုခွန်တောင်းကြီးပြူစောတိရွာဘက်ကစစ်ခွေးတွေနဲ့ပြူခွေးတွေက ကင်းတိုးပြီးတော့လက်နက်ငယ်တွေနဲ့ရန်တမ်းပစ်ခတ်နေတယ်လို့သတင်းကြားလို့ drone နဲ့ဘုံသီးသွားချတာပြူခွဲတကောင်တေသွားပါတယ်ပြူစော်တိရှစ်ကောင်ထိခိုက်ဒဏ်ရာရတယ်တေသွားတဲ့ပြူခွဲကမောင်ဝင်းလို့သိရတယ်ရွှေဘုံဆေးရုံကိုရောက်မှတေတာပါလို့ Dragon Urban Guerrilla အဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကို Dragon Urban Guerrilla DUGF Fire Dragon တပ်ဖွဲ့ရွှေဘုံမြို့နယ်တိုက်နယ်တစ်ပကဖနဲ့အတူနယ်မြေကပကဖအဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးအားဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးရဲ့လက်အောက်ကနေပြီးတော့အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ